လူတယောက်မနှက်ခင်လမ်းလျှောက်ထွက်နေခဲ့အချိန်မှာပဲပလတ်စတိတ်အိတ်အမဲနဲ့ထည့်ထားတဲ့အထုပ်နှစ်ထုပ်ကြီးကိုသူတွေ့ခဲ့ရတယ်ဒီနေရာမှာဘသူမှအမိုက်မပြည့်ကြဘူးသူအမြဲတမ်းဒီနေရာမှာလမ်းလျှောက်နေကြဒါမျိုးတွေတခါမှမတွေ့ဘူးအဝေးကနေကြည့်မယ်ဆိုရင်တော့မှဒီအထုပ်ထဲမှာထည့်ထားတဲ့ပစ္စည်းတွေကအရန်ကိုလေးလံနေမှန်းသိတာနေရဲ့အဲ့ဒါနဲ့သူကလည်းအနီးနားကိုကတ်သွားပြီးတော့အထုပ်ထုပ်ကိုဖြီးကြည့်လိုက်တဲ့အချိန်မှာအထဲကနေ မိန်ကလေးတယောက်ရဲ့လက်တစ်ဖက်ထွက်လာခဲ့။ဒါအပြင်အဲ့ဒီအိတ်တွေထဲမှာခန္ဓာကိုယ်အစိတ်ပိုင်း18ခုရှိနေတယ်။အဆုံးသတ်ခံလာရတဲ့မိန်ကလေးက only fan mode တယောက်ဖြစ်တယ်။သူမဘာဖြစ်လို့များအခုလိုအဖြစ်ဆုံးမျိုးကိုကြုံတွေ့ခဲ့ရတာလဲ။ဆက်ပြီးတော့ပြောပြပါမယ်။ Carol Maltese ဆိုတဲ့ကောင်မလေးက1995ခုနှစ်မှာအီတလီနိုင်ငံမှာမွေးဖွားခဲ့တယ်။သူကသူ့အမေနဲ့ပဲအမြဲတမ်းနေထိုင်ခဲ့ရပြီးတော့သူ့အမေကိုလည်းသူအရှမ်းချစ်တယ်။သူ့အဖေနဲ့သူ့အမေကသူငငယ်လေးကတည်းကကွာရှင်းသွားခဲ့ကြတာ သူမပျော်ပျော်ရွှေရွှေနေတတ်တယ်။ဘာသာစကားအစ်စ်တွေကိုလေ့လာရတာသဘောကျတယ်။2015ခုနှစ်သူမနီးပညာတက္ကသိုလ်မှာကျောင်းတက်နေတဲ့အချိန်မှာပဲမမျှော်လင့်ပဲနဲ့သူမကိုဝင်ရှိသွားခဲ့တယ်။ ဒီအချိန်မှာသူမအတော်လေးစိတ်ညစ်သွားခဲ့ဒါကသူမရဲ့ပညာရေးကိုလည်းတော်တော်လေးကိုနှောက်ယှက်ဖြစ်စေမဲ့ကိစ္စလို့သူမထင်တယ်ဒါပေမဲ့သူ့ရဲ့ချစ်သူနဲ့သူနှစ်ယောက်လုံးကတေချာစင်းစားဆုံးဖြတ်ပြီးရဲ့နောက်မှာတော့ဒီကလေးကိုမွေးကြမယ်သူတို့ပိုကောင်းတဲ့ဘဝတစ်ခုကိုတည်ဆောက်ကြမယ်ဆိုပြီးတော့ဆုံးဖြတ်ခဲ့ကြတယ်အဲ့လိုနဲ့သူမကအရန်ဆိုးရွားတဲ့အရာတစ်ခုကိုလှုပ်လိုက်တယ် 2019ခုနှစ်မှာနောက်ထပ်အမျိုးသားတယောက်ကိုသူမတွေ့ခဲ့တဲ့အတွက်အဲ့ဒီအမျိုးသားနဲ့သူချစ်ကြိုက်သွားခဲ့တယ်။သူမဖောက်ပြန်နေခဲ့တာကိုဒီသူ့ရဲ့ပထမရီးစားကလည်းသိနေခဲ့တာပေါ့။ကိုယ့်ရဲ့ချစ်သူဖောက်ပြန်နေရမသိဘဲနဲ့တော့ဘယ်ရှိပါမလဲ။အဲ့သူတို့ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘာမှမပြောသေးဘူး။နောက်ဆုံးမှာကယ်ရိုးကိုယ်တိုင်ကသူဖောက်ပြန်လိုက်တဲ့ကောင်နဲ့ပဲအတူတူနေခြင်းနဲ့အတွက်သူ့ရဲ့ ထမဤစာကိုသူ ဖြတ်တယ်ခလေးရှိနေရကိုတော့မှသူနောက်ဤစာနဲ့ထွက်သွားတယ်ဆိုပေမဲ့သူ့ရဲ့ခလေးကိုတော့သူလုံးဝဆုံးပြလိုက်တာမဟုတ်ဘူးသူ့ခလေးနဲ့သူတလားတစ်ခါတပတ်တစ်ခါသွားတွေ့တာမျိုးပတ်စံပို့ပေးရမျိုးတွေသူအမြဲတမ်းလုပ်တယ်ပတ်စံလည်းပို့တယ်ခလေးကိုလည်းသူအရန်ချစ်တယ်ပေါ့နော်အဲ့လိုနဲ့2020 အဲ့ဒီရုံကဘာဖြစ်ခဲ့လဲဆိုတာကတော့အားလုံးသိပါရယ်ကပ္ပကပ်ဘေးကြီးဆက်ရောက်လာခဲ့တဲ့အချိန်မှာတော့သူ့ရဲ့နေမကောင်းဖြစ်ပြီးတော့မကြမ်းမနေရဲ့အမေကိုလည်းသူမတွေ့ရတော့ဘူးသူ့သားလေးတွေသူတော့တွေ့လို့မရတော့ဘူးပေါ့နော်အားလုံးကလော့ခ်ဒေါင်းကျနေတဲ့အခါကျတော့အဲ့လိုအချိန်တွေမှာသူမအတော်လေးစိတ်တက်ကြသွားခဲ့ရယ်စီးပွားရေးအခြေအနေတွေကလည်းဆိုးရွားလာခဲ့ဒီအချိန်မှာပဲသူမကဒီ YouTube channel တစ်ခု ထောင်ပြီးတော့ video တွေတင်မယ် content တွေဖန်တီးမယ်သူပတ်စံရှာဖို့အတွက်သူစဉ်းစားလိုက်တယ် သူဒီဗီဒီယိုတွေဖန်တီးကြည့်တဲ့အခါကျတော့မှဒီလောက်ထိမလွယ်ကူဘူးလူတိများဖို့အတွက်ဆိုတာတော်လေးစူးစမ်းရအောင်မယ်ဆိုတာကိုသူသိသွားတော့သူက only fan model လို့ဖို့အတွက်ကိုစဉ်းစားလိုက်တယ်ပေါ့နော်ဒီဗီဒီယိုတွေအတွက်ပတ်စံအများကြီးပေးကြတဲ့သူတွေအများများတယ်ဆိုတာကိုလည်းသူသိသွားတယ်ကဲတော့အခုလိုမျိုး only fan model လုပ်နေတဲ့အခါကျတော့သူရဲ့မိသားစုဝင်တွေတငယ်ချင်းတွေကသူ့မကိုစွန့်ခွာသွားခဲ့ကြတယ်သူဒီလိုအလုပ်လုပ်နေတာကိုဘယ်သူမှမကြိုက်ကြောက်ဒါပေမဲ့ तू ကတော့ဒါတွေကိုနားမလဲဘူးလူတွေကအရင်အမြင်ကျင်းလာပဲဆိုပြီးတော့ပဲ तू ကသတ်မှတ်လိုက်တယ်အဲ့လိုနဲ့ तू ပတ်စံတွေနဲ့တာယာနေခဲ့ပြီးဒီအချိန်မှာသူ့ရီစာကိုတိုင်းကလည်းသူ့ကိုထားသွားခဲ့သူ့ခလေးတို့ကမှ तू ကထားခဲ့ပြီးတော့ဒီရီစာရှိကိုလာခဲ့ရဒါပေမဲ့ဒီရီစာသူ့ထားသွား ားခဲ့။သူဒီလိုအလုပ်တွေလုပ်နေရကိုသူ့ရီစာလုံးဝသဘောမကျဘူး။နောက်ပိုင်းကျတော့သူကဒီလိုကိုအချိန်ကြာကြီးလုံးမှမဟုတ်ဘူး။သူပတ်စပ်အလုံးလောက်ဆူပြီးသွားတဲ့အခါကျရင်တခြားအလုပ်တစ်ခုကိုလုပ်မယ်ဆိုပြီးတော့သူပြောခဲ့သေးတယ်။အဲ့လိုနဲ့သူတကယ်လည်းဒီအလုပ်ကိုစွန့်ခွာလိုက်တယ် Only Fan Model မလုပ်တော့ဘဲနဲ့သူသမအာဇီဝကြကြနဲ့လောက်ကန်ရှာဖွေစားတော့တယ်ပေါ့နော်။ဒါပေမဲ့မလွယ်ကူဘူး။ အဲ့ဒီမှာပတ်စံတိတ်မရဘူးနောက်ဆုံးမှာတော့ तू ကဒီ only fan မောတဲ့အလုပ်ကို तू ပြန်လုပ်ခဲ့ဒီလိုလောက်တာပတ်စံလွယ်ကူရတယ်ဆိုပြီးတော့ပဲ तू ကအဲ့လိုမျိုးထင်နေခဲ့တာဘယ်လောက်ထိတိတ်ခမဲ့လဲဆိုတာကိုတော့ तू မတွေးခဲ့ဘူးဒီတစ်ခေါက်သူ့ရဲ့ဒီအလုပ်ထဲကိုပြန်လာတဲ့အချိန်မှာပဲ David Fontana ဆိုတဲ့သူနဲ့ तू တွေ့ဆုံခဲ့တယ်အဲ့ဒီလူကအသက်42နှစ် तू ကဓာတ်ပုံတွေရရတာကိုသဘောကျတဲ့သူမျိုးသူတို့နှစ်ယောက်ကတယောက်နဲ့တယောက်တွေ့ဆုံကြတယ်ရင်းနှီးသွားကြတယ်နောက်ဆုံးချစ်ကြိုက်သွားခဲ့ကြတယ် David ကလည်းဒီဓာတ်ပုံရရတာသဘောကျတယ်ဆိုတော့ um ကဲရိုးရဲ့အလုပ်တွေကိုသူကဝိုင်းဝန်းကူညီပေးတယ်ဓာတ်ပုံတင်မဟုတ်ဘူးဗီဒီယိုတွေကိုလည်းသူကဝိုင်းပြီးတော့ရိုက်ပေးတယ်အဲ့ဒီတူကသူကပတ်စံယူတယ်နောက်ပိုင်းမှာကျတော့သူတို့ကဒီ relationship တစ်ခုထပ်ကိုပို့သွားပြီးစီးပွားရေးအရာလည်းပေါဝင်ပတ်သက်နေကြတဲ့ partner နှစ်ယောက်ဖြစ်လာခဲ့ပုံစံပေါ့နော်သူကိုဗီဒီယိုရိုက်ပေးရဲအဲ့ဒီအတွက်လည်းပတ်စံယူနေရဲဆိုတော့သူတို့အဲ့လိုမျိုးအလုပ်လုပ်ရင်လုပ်ရင်လုပ်ရင်ねဒီ day bay ကကဲရိုးအရန်ထိန်ချုပ်တဲ့ပုံစံတွေဖြစ်လာတယ်ကဲရိုးကိုယ်တိုင်ကလည်းအခုလိုအလုပ်လုပ်ရတာကိုသဘောမကျတော့ဘူး နောက်ဆုံးမှာဒေးဘစ်ကဘလောက်တောင်မှကဲလို့ဆွဲလန်းသွားလဲဆိုရင်တော့သူကမိန်းမရှိတယ်ခလေးရှိတယ်သူရဲ့မိသားစုရှိတယ်ဒီမိသားစုကိုသူကစွန့်ခွာလိုက်တယ်သူ့မိန်းမကိုလည်းအမှန်အတိုင်းပြောပြပြီးတော့ကွာရှင်းလိုက်တယ်ကွာရှင်းပြီးတော့သူကကဲလို့စီကိုလာခဲ့တယ်ကဲလို့နဲ့ နေရတာသူပျော်တယ်ပေါ့အဲ့လိုမျိုးနေနေရင်းနဲ့မှာကဲရိုးကနောက်တစ်ကြိမ်တစ္ဆာဖောက်လိုက်တယ်နောက်ထပ်အမျိုးသားတယောက်နဲ့သူထက်တွေ့ပြီးတော့အဲ့ဒီအမျိုးသားကိုသူနှစ်သက်သွားခဲ့သူနဲ့လက်ထက်ချင်တဲ့ဘဝတစ်ခုထူထောင်ချင်တဲ့ဒီ industry ရဲ့ကနေသူထွက်ချင်တယ်ဆိုပြီးတော့သူဖြစ်နေခဲ့ပေါ့နော်ဒါရီအကုန်လုံး David မသိစရာအကြောင်းတော့မရှိဘူးအဲ့လိုနဲ့တရမှာကဲရိုးလုံးဝပျောက်ကွယ်သွားခဲ့ရာ အဲ့ဒါကဒေးဘေးကြောင့်ပဲဒေးဘေးကဒီအလုပ်တွေအားလုံးဘယ်လိုလုပ်ခဲ့ရလဲဆိုလို့ရှိရင်တော့သူမ only fan model ဆိုတော့ဗီဒီယိုတွေကိုသူကိုယ်တိုင်ပေါ့နော် အမျိုးမျိုးရိုက်ပြတာတင်မကဘူးပရိသတ်တွေကပတ်စံပေးရသူတို့ကြည့်ရဲ့ဒီ fan တွေပေးရပတ်စံယူပြီးရင်သူတို့ကသူတို့တောင်းဆိုတဲ့အတိုင်းလုပ်ပေးရဘလိုမျိုးပုံစံမျိုးရိုက်ပေးပါမယ်ဆိုပြီးတော့အဲ့ဒီမှာလူတစ်ယောက်ကဗီဒီယိုထဲမှာပေါ့နော်ကယ်ရိုးကိုအဲ့ဒီတူနဲ့ခေါင်းကိုထုတဲ့ပုံစံတို့ဘာလို့ရိုက်ခိုင်းတာ အဲ့ဒါကိုတို့ကလည်းဇလန်းဆင်ပြီးတော့ရိုက်ပြရမှာအမှန်တကယ်ဆိုလို့ရှိရင်တော့ဒီဇလန်းဇက်ကွက်ဆင်တဲ့နေရာမှာအမှန်တကယ်ရိုက်เสียရမလို့အဲ့ဒါကိုဒီဘစ်ကတကယ်ရိုက်ပြီးတော့သူ့နှိမ့်ဆက်ပြီးတော့တခါရဲအဆုံးသတ်ပြလိုက်တာနောက်ပိုင်းအမှုအသေးချစုံစမ်းစစ်ဆေးရတဲ့အချိန်မှာဒီဖန်တယောက်ကပေးလိုက်တဲ့ comment ပေါ့နော် fan ရဲ့တောင်းဆိုမှုဒီတောင်းဆိုတဲ့ fan တခြားသူမဟုတ်ဘူးသူ့ရဲ့ပထမရေးစာအဲ့ဒီဒီဘစ်ဆိုတဲ့သူကပဲဒါမျိုးတောင်းဆိုခဲ့ရသူအဲ့လိုတောင်းဆိုပြီးတော့သူကဒီအမှုကိုကျူးလွန်လိုက်တယ် တရားရုံးကိုရောက်ပြီးတော့အမှုစစ်ဆေးရဲ့အချိန်မှာလေသူပြန်ပြီးတော့သူ့ကိုယ်သူကောက်ွယ်လို့ရတယ်။သူတမိန်တတ်တတ်လောက်တာမဟုတ်ဘူး။ပြိတက်ကတောင်းဆိုတာကိုသူတို့ကလှုပ်ပေးနေတယ်မတော်တဆဖြစ်သွားတာဆိုပြီးတော့သူပြောမလို့ဒါပေမဲ့ကိစ္စတွေအကုန်လုံးကရှင်းရှင်းလင်းလင်းပေါ်ထွက်လာခဲ့တယ်။သူကိုယ်တိုင်ကပဲဒီတောင်းဆိုမှုကိုလုပ်ခဲ့တာ။အဲဒါကြောင့်သူလည်းနှစ်30ထောင်တန်းချမှတ်ခြင်းခံခဲ့ရပါတယ်။ဟုတ်ကဲ့ဒီအထိပါပဲရှင်။